မင်္ဂလာပါခင်ဗျာ MCN TV News Channel ရဲ့ Academy eCampus Podcast အစီအစဉ်ရဲ့အပိုင်း၃ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဟာဒီနေ့မှာတော့ Francis Bacon တင်ပြခဲ့တဲ့အသိပညာဆိုင်ရာအတားအဆီးများထဲကပထမဆုံးရုပ်တုနှစ်ရုပ်ဖြစ်တဲ့မျိုးနွယ်စုရုပ်တု Idols of the Tribe နဲ့ဂူလွန်ရုပ်တု Idols of the Cave တဲ့အကြောင်းကိုနည်းနည်းနဲ့ဆွေးနွေးသွားကြပါမယ် ဒီယုတ်တုနှမျိုးဟာပฏิပခရီတဲ့အဓိကအရေးမြင်ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အမှန်တရားကိုကိုယ်တိုင်ဖုံးကွယ်ထားတဲ့အပြင်အခြားသူတွေရဲ့အမှန်တရားကိုလည်းကျွန်တော်တို့ရဲ့ဗလိုက်မိုးတွေနဲ့ငင်းပယ်ဖို့ကြိုးစားနေလို့ပဲဖြစ်ပါတယ်။3.3မျိုးနွယ်စုယုတ်တု Idols of the Tribe လူသားများ၏မွေးရာပါချုပ်ယွင်းချက် ပထမဆုံးအချက်ထစ်တဲ့မျိုးနွယ်စုရုပ်တုဟာလူသားမျိုးနွယ်တည်းရဲ့လုံရက်၊မွေးရာပါ၊စိတ်ပိုင်းဆိုင်ရာပတ်လိုက်မှု innate biases ကိုကိုးစားပြုကြတယ်။ဥပမာအားဖြင့်လူတွေဟာမိမိယုံကြည်ပြီးသားအရာများကိုသာအတည်ပြုမဲ့အထောက်အထားတွေကိုရှာဖွေတတ်တဲ့ confirmation bias ကိုပိုင်ဆိုင်ကြပါတယ်။စင့်ကျင်တဲ့အချက်လက်ကိုတွေ့မြင်တောင်မှအလွယ်တကူလိလျူရှုလိုက်ကြတယ်။ဒါကို deep think လုပ်ကြည့်ရင်ဘေးကုံကပလေတိုဤဂူပုံဥပမာကိုခိမိတဲ့ပုံစံနဲ့ပြန်အသက်သွင်းလိုက်တာနဲ့တူပါတယ်။ လူသားမျိုးနွယ်ဟာ အရေးကိုသားအမှန်ထင်လို့တဲ့သဘောကိုမွေးရပါအပ်စေပိုင်ဆိုင်တယ်။အမှန်တရား the light ကိုမြင်တဲ့အခါမှာတောင်မှအဲ့ဒီအလင်းဟာသူတို့အသွာနာကျင်စရာဖြစ်နေလို့ပြန်ညင်းပယ်ကြတာပါ။ဒါကြောင့်နိုင်နိုင်ရင်းနယ်ပယ်မှာပฏิပက္ခတွေမပြီးဆုံးရခြင်းဟာကျွန်တော်တို့ဟာငါတို့ရဲ့အမြင်သာအမှန်ဆိုရဲမျိုးနွယ်စုရုပ်တို့ရဲ့ထောင်ချောက်ထဲကနေလုံးဝမယုံထနိုင်သေးလို့ပဲဖြစ်ပါလေ။ဝါရဟအနည်းနဲ့ပြောရရင်မျက်လုံးနှလုံးပါတဲ့နားမကြားတဲ့သူလို့ဖြစ်နေတာပေါ့။ တော့မိုင်းနဲဂိုးလုံးရုပ်တူ Idols of the Cave ဒုတိယရုပ်တူဖြစ်တဲ့ဂိုးလုံးရုပ်တူကတော့ပိုပြီးတအူးချင်းစီအပေါ်တက်ရောက်ပါတယ်။ဒါဟာတအူးချင်းစီရဲ့ကိုပိုင်အတွေ့အကြုံပညာရေးနဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝကနေလာတဲ့မာရွေမှုဖြစ်ပါတယ်။လူတိုင်းဟာ မတူညီတဲ့ဂူထဲမှာကြည်ပြင်းလာပြီးအဲ့ဒီဂူရဲ့အမြင်နဲ့ပဲကမ္ဘာတစ်ခုလုံးကိုအတိတ်ပဲဖွင့်ဆိုနေကြတာပါ။ဥပမာအားဖြင့်အာနာရှင်စံတဲ့စနစ်အောင်မှာကြည်ပြင်းလာပြီးစနစ်ကိုထောက်ခံသူတအူးရဲ့ဂူနဲ့ ဒီမိုကရေစီအထက်လှောက်ရှားသူတဦးရဲ့ဂူဟာလုံးဝကွာခြားပါလေ။နှစ်ဦးစလုံးကမိမိတို့ရဲ့ဂူထက အမြင်ကိုသာအမှန်တရားလို့ယူဆပြီးတယောက်နဲ့တယောက်အပြန်အလှန်နားလည်ဖို့မကြိုးစားနိုင်တော့ဘူး။ဒါဟာပฏิပက္ခကိုနှစ်ဖက်ခြုံဖစ်အောင်လုပ်တဲ့အဓိကအကြောင်းရင်းပါပဲ။ဂူလွန်ရုပ်တူကငါတို့ပဲအမှန်၊သူတို့ပဲအမှားဆိုတဲ့ binary conflict ကိုမွေးထုတ်ပြပါတယ်။ John Locke ၏တဘာဝအခွင့်အရေးတွေကိုလစ်လျူရှုပြီးကိုပိုင်ဂူထဲကနေအသိပညာခေါင်းပါမှုနဲ့ဆုံးဖတ်ခြင်းဟာ ာနာရှင်ဆန်မှုကိုပုံမခိုင်မစေပါတဲ့ဝရဟအနည်းနဲ့ပြောရရင်ဂူထဲကနေလူမိုက်ဖြစ်သွားတာကိုမသိလိုက်ရတဲ့သဘောပါသုံးပိုင်သုံးမျိုးနွယ်စုနဲ့ဂူလုံးပေါင်းစပ်မှုဤရလန်ဒါကြောင့်ဒီရုပ်တုနှစ်ခုပေါင်းလိုက်တော့အခါအန်တရယ်ကပူကြီးသွားပါတယ်မျိုးနွယ်စုရုပ်တုကကျွန်တော်တို့အားလုံးကိုအတူတူမာယွင်းစေပြီးဂူလုံးရုပ်တုကတော့ကအူးချင်းစီကိုတီချစီခွဲချပြီးမာယွင်းစေပါတယ်မြမလူအဖွဲ့စီမှာလူမျိုးရေးဆွဲနိုင်ငံရေးပါတီဆွဲနဲ့ဘာသာရေးအဆွဲတွေဟာ ဒီရုပ်တုနှုမျိုးရဲ့ပေါင်းဆက်မှုကနေပေါက်ဖွာလာတာပါအမှန်တရားကိုရှာဖွေခြင်းဟာကျွန်တော်တို့ရဲ့အတွင်းစိတ်ဂူလုံများထက်ကနေယုံထက်ပြီးဝေဖန်ဆန်းစစ်သောစိတ်ဓာတ်ကိုမွေးမြူဖို့ပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြပါခင်ဗျာနောက်အပိုင်းလေးမှာတော့ဘာသာစကားကနေလာတဲ့မာရွေမှုဖြစ်တဲ့ဈေးကွက်ရုပ်တု Idols of the Marketplace အကြောင်းကိုဆက်လက်စူးစမ်းသွားပါမယ်နားဆင်ပေးကြပါအောင်ခင်ဗျာ